ဆရာကြကြအထာပေးခြင်းပတ်ဝန်းကျင်နဲ့အနေထားကိုအကဲခတ်ပါအခြေအနေနဲ့အချိန်ခါကိုတတိထားပါပတ်ဝန်းကျင်အလိုက်ဝတ်စားဆင်းရဲပါအနေထားလိုက် ပြောဆိုဆက်ဆံပါအခြေအနေလိုက်ပြုမှုကြင့်ကြံပါအချိန်ခါလိုက်သွာလာလှုပ်ရှားရပါမယ်အဲ့လိုပဲပတ်ဝန်းကျင်မှာရှိတဲ့တိုက်ဝန်းအပေါင်းပါတွေရဲ့သဘောတဘာဝအထာအလိုက်ကိုလည်းဝတ်စားဆင်းရပါမယ်အနောက်တိုင်းညစာစာဝဲကိုဟာဝိုင်အင်ဂျင်နဲ့ဘောင်းမီတိုဝတ်ပြီးပွဲတက်လို့မဖြစ်ပါဘူး မရတာမဟုတ်ပေမဲ့လူတွေကလူဖြစ်အောင် နေတတ်အောင်မှလူအထက်ကလူဖြစ်အောင်လေ့ကျင့်လို့ရမှာကိုမမေ့ပါနဲ့။အဝင်ကျင်ရဲ့လူမှုအဆင့်တန်းကိုအကဲခတ်ပါ။ကိုနဲ့မဖြစ်မနေပြောဆိုဆက်ဆံရမယ်။ပုဂ္ဂိုလ်တွေရဲ့အခြေခံအမှုအကျင့်တွေကိုမှတ်သားပြီးပြောဆိုဆက်ဆံတက်ရပါမယ်။ကိုပတ်ဝန်းကျင်ကလူတွေရဲ့အမှုအကျင့်နဲ့စန့်ကျင်တဲ့အပြုမှုမျိုးအနေထိုင်မျိုးမဖြစ်စေဘဲအသားတကျဖြစ်သွားအောင်နေပါ။ဒုက္ခိုးပြီးဘယ်သူမှသတိမထားမိပေမဲ့အနေထားမျိုးတော့အရောက်မခံပါနဲ့။ တုခိုးပြီးဘသူမှတတိမထားမိမဲ့အနေထားမျိုးတော့ရောက်မခံပါနဲ့အချိန်ခါလိုက်ကိုယ်လူတွေသိအောင်တတိထားမိအောင်ဂယုဆိုင်လာအောင်နေတက်ရပါမယ်ဒါကိုဆရာကြကြအထာပေးရလို့ခေါ်ပါတယ်အထာကြကြတရုပ်ဆောင်ခြင်းကိုယ့်ရဲ့ပြောပုံဆိုပုံလေယူလေသိစကလုံးအသုံးနှုန်းတွေကိုတတိထားပါတူတူငါငါပြောသလိုပဲပေါ့ပေါ့ပါပါပြောပါလွန်လွန်ချူချူမလုပ်ပါနဲ့ကိုပေးထားတဲ့အထာအတိုင်းတဘာဝကြကြတရုပ်ဆောင်ပါ လန်ကျုပ်အနေနဲ့ဟန်လုံးမဲ့အစာကိုနဲ့ကိုက်နေတဲ့ယဉ်ကျေးမှုတဘာဝအနေထိုင်အပြောဆို အပြုမှုမျိုးကိုပဲပြပြအောင်တရုတ်ဆောင်ပါပုဂ္ဂိုလ်အလိုက်အကြိုက်ဆောင်ခြင်းကိုနဲ့ပြောဆိုဆက်ဆံရမယ့်လူအလိုက်သူ့အကြိုက်ကိုသိအောင်လုပ်ပါသူ့အကြိုက်ဖြစ်နိုင်မယ့်အနေထားမျိုးရအောင်ဟန်ဆောင်ကောင်းနိုင်ရပါမယ်တစ်ဖက်လူကကိုယ့်ရဲ့အခြားကိုသဘောပေါက်သွားပြီးကိုလန်ကျုပ်တရုတ်ဆောင်မှုနောက်ကောက်ကောက်ပါလိုက်ရင်အကြိုက်တွေ့နေတဲ့အနေထားကနေထင်ကြီးသွားအောင်လုပ်တတ်ရပါမယ် တဖက်လူအထင်ကြီးအောင်လုံလို့ရတာတွေကတော့ပြောဆိုက ပထမအနေထိုင်ကဒုတိယအစားအသောက်ကတတိယအမှုအချင်းကစတုတာဖြစ်ပါတယ်အကြိုက်အလိုက်အသွင်ယူခြင်းလူတစ်ယောက်တည်းကိုပဲအဓိကထားပြောဆိုဆက်ဆံရမယ်ဆိုပေမဲ့အဝင်ခြင်းတစ်ခုလုံးကိုပြစ်ပယ်ထားလို့မရပါဘူးအဲ့ဒီလူရဲ့အကြိုက်အထင်ကြီးမှုကပဲအရေးကြီးတာမဟုတ်တဲ့အတွက်အဝင်ခြင်းတစ်ခုလုံးကိုခြုံငုံပြီးအားလုံးရဲ့သတိထားမှုကိုစွမ်းဆောင်ရပါမယ်ဒါကြောင့်ကိုယ့်ရဲ့ဟန်ဆောင်မှု သယုတ်ဆောင်မှုကဗဒနာပုဂ္ဂိုလ်အတွက်တာမကပဝန်ကျင်တစ်ခုလုံးအတွက်ကိုပါချီလျော်တဲ့အတွင်ယူမှုဖြစ်ရပါမယ်။ဒါမှကွဲထွက်နေတဲ့အတွင်ယူမှုမျိုးနဲ့လူကြားထဲမှာတွားရ။အားလုံးနဲ့တပြေးညီဖြစ်နေရပါမယ်။ပြီးတော့မှအားလုံးထက်ကိုကထင်ပေါ်သွားအောင်ဆရာကြက်ကြက်အထာပေးပြီးအကြိုက်လိုက်အတွင်ပြောင်းပါ။အတွင်အလိုက်ဇက်လန်ထွင်ခြင်းဇက်ယိုးကြီးကိုဘယ်သူမှမကြည့်ချင်ပါဘူး။ဘယ်ဇက်လန်မဆိုစိတ်ဝင်စားစရာပါအောင်မှဆက်ပြီးကြည့်ချင်ကြတာပါ။ ကိုယ့်ရဲ့တိ ਉ ဆောင်မှုကပြင်းထွေးထွေးဖြစ်နေလို့မရတဲ့အတွက်တစ်ခါတလေဇက်လန်ထွင်ပြီးဒရမာခင်းတန့်တဲ့ခင်းရပါမယ်။လန်ကျုပ်ဇက်လန်သူမဟုတ်ဖြစ်ရမှန်ဇက်လန်တစ်ခုခုပြောပြီးလူထင်ကြီးအောင်လှုပ်တာမျိုးအစားအသောက်အရသာကိုခြိကျူးတာသူမဟုတ်အပြစ်တင်ပြီးဒရမာခင်းတာလိုလုပ်ရပါမယ်။ဘဝဆိုတာဆင်မြင့်ပေါ်မှာခန်းဆက်ကပြနေတဲ့ဇက်လန်နဲ့တူပါတယ်။ဒါကြောင့်ဇက်လန်ကောင်းတဲ့တိ ਉ ဆောင်တတ်ဖို့လိုပါတယ်။ဇက်လန်အလိုက်နေရယူခြင်း ဇက်လံကောင်တစ်ခုကိုအကောင်းဆုံးသရုပ်ဆောင်တိုင်းလူအထာပါနှက်သွားပြီလို့မဆိုနိုင်သေးပါဘူး။ကိုရွေးလိုက်တဲ့ဇက်ကောင်ကနေရာမှန်ဖို့လိုပါသေးတယ်။အထင်ကြီးစရာလေးစားစရာမလောက်စရာဇက်ကောင်နဲ့သရုပ်ဆောင်သင့်သရုပ်ဆောင်ရပါမယ်။ဒါပေမဲ့အခြေအနေအနေထားလိုက်ကို့အနေနဲ့ဝမ်းနည်းစရာကြည်ကွဲစရာတနာစရာဇက်ကောင်နဲ့သရုပ်ဆောင်မှဖြစ်မယ်ဆိုရင်လည်းဝင်မလေးပါနဲ့။အဲ့လိုမဟုတ်ပဲရက်ဆက်ဖို့ကြမ်းတမ်းဖို့လိုလိုက်အတွေးမများပဲလူစိုးနေရာမှာအကောင်းဆုံးသရုပ်ဆောင်လိုက်ပါ။ ိုးဘဝရဲ့ဇက်လံမှာနေရာဆုံးတရုတ်ဆောင်တက်ရင်သူများဘဝရဲ့ဇက်လံကိုအဆအဆုံးမသိနိုင်ပဲနဲ့မနေပါဘူးလူလူချင်းနားလည်ဖို့မလွယ်ပေမဲ့ဇက်လံအလိုက်တရုတ်ဆောင်ပုံကတော့တူကြပါတယ်ဒါကြောင့်လူထက်ကလူဖြစ်နိုင်အောင်အမှုပညာကောင်းတစ်ခုတော့တက်ထားဖို့လိုပါတယ်သူ့ကိုကြည့်လိုက်ရင်တော့ဘာမှမဟုတ်သလိုပဲပေါ့ဟုတ်တယ်မလားဝဆန်ရင်ဒါပေမဲ့ကြည့်တက်ရင်မြင်နိုင်ပါတယ်မကြည့်တက်လို့သာဘယ်နေရာမှာဘလို့သဲလွန်စားပေးနေလဲမသိတာပါအရာအလုံးကနက်နက်ချင်ချင်ဖြစ်နေကြတဲ့ဆိုပေမဲ့ အပေါ်ရန်အလှော်လေးရဲ့နောက်ွယ်ကိုလှန်လောနိုင်လိုက်ရင်ပဲတည်တင်တည်ထိုက်သမျှကို သိနိုင်တယ်ပြုတ်စာအာတာကိုနန်တူရီ